အရက်ဖက်အဖွဲ့အစည်း30ကျော်ပူးပေါင်းပြီးပြည်တွင်းငင်းငင်းရေးအပေါ်အမြင်သဘောထားဖလှယ်ပွဲကိုဒီကနေ့ရန်ကုန်မြို့တိမ်မြူလမ်းပေါ်ကမင်္ဂလာယာမပန်နီတက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။ RFA သတင်းနောက်မဝေမှာထုံးကသတင်းပေးပို့ထားပါတယ်ရှင်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တာအသိရေးဆွဲတာတွေမဟုတ်ဘဲတနိုင်ငံလုံးပြစ်ခတ်ရစဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကြမယ်ဆိုရင်အဲ့ဒီလက်မှတ်ရေးထိုးမှုဟာအစိုးရအတွက်ပဲအကျိုးရှိလိမ့်မယ်လို့ဘာသာရေးကောင်းဆောင်တွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကပူးပေါင်းပြီးသဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။ဒါ့အပြင်အပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးတဲ့အခါအစိုးရဘက်ကတိုင်းဒေသလက်နက်ကိုင်အဖွဲ့အားလုံးကိုလက်ခံဖို့လိုတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကပြောကြပါတယ်။တိုင်းဒေသအားလုံးပါဝင်တဲ့အပြစ်ခတ်ရစဲရေး ဟာလုပ်ငန်းစဉ်ကိုပဲကျွန်တော်တို့ကပို့ပြီးဖြစ်စေချင်ပါတယ်တိုင်းရင်းသားအားလုံးပါမှာလဲကျွန်တော်တို့ကတနင်္ဂနွေအပြစ်ခတ်ရဲ့ဆေးရေးဆိုတဲ့အဓိပ္ပာယ်တက်ရောက်မှာပါအော်ခြံခဲ့ခြံခဲ့တာမျိုးတွေထားခဲ့ရင်တော့ဒါတနိုင်ငံလုံးပါဝင်တဲ့အပြစ်ခတ်ရဲ့စည်းဖြစ်မှာမဟုတ်တလို့ရရှိလာတဲ့ဟာကျွန်တော်တို့ reset ပေါ့နော်ရရှိလာတဲ့အဖြေဟာလည်းရေရှည်တည်နှံ့မှာမဟုတ်ပါဘူးပြီးတော့လည်းစစ်မှန်တဲ့ညဉ့်ညံရေးတစ်ခုကိုလည်းကျွန်တော်တို့ဖော်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးခင်ဗျဟိုလူတိုင်းလူတိုင်းကပါဝင်တယ်ဒါ inclusive လူတိုင်းပါဝင်မယ်မဖယ်ထားဘူး ဖယ်ထားတယ်ဆိုတော့ဖယ်ထားတယ်ဆိုတဲ့သဘောကမယိုးသားဘူးမယိုးသားဘူးမမှားဘူးမတရားဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပုံကိုယ်တွေရအင်အားကြီးမယ်ကြီးရင်ကြီးမယ်သို့တော်လည်းပဲကျွန်တော်တို့အမှန်ဘက်ကယက်တီဖို့ရှိတယ်နော်အမှန်ဘက်ကယက်တီဖို့ရှိတယ်ဒါကြောင့်ဆိုတော့လက်နဲ့ကင်ဆိုတော့အားလုံးပေါ့နော်အားလုံးပါမထိုးတာက အမှန်ဆုံးပဲလို့အပေါ်မြင်တယ်နော်အားလုံးပါမပါပဲငါပဲငါငါထိုးလဲရတယ်အဲ့ဒါဆိုတော့တစ္ဆေပေါက်တွေပဲနော် ဒါကြောင့်အဲ့လိုမဖြစ်စေချင်ဘူးနော်ကျွန်တော်ကိုကိုညီကိုချင်းကိုတစ္ဆာရှိရမယ်လက်မှတ်ရေးထိုးရမှာလက်နက်ကင်အဖွဲတစ်ဖွဲ့ဖွဲ့ကိုအစိုးရဘက်ကခြံထားမယ်ဆိုရင်စစ်မှန်တဲ့ငြိမ်းချမ်းရေးလို့ပြောလို့ရမှာမဟုတ်ပဲပြည်တွင်းစစ်တွေဆက်လက်ဖြစ်နေမှာဖြစ်တယ်လို့ပြောပါတယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက်အစိုးရအနေနဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးကိုတစ်ဖက်သက်ရဲစဲဖို့ကိုလည်းအရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်တိတ်မာတော့ကတော့ဒါအရင်စိုးရဆက်ဆက်မှာဒီငြိမ်းချမ်းဆွေးနွေးပွဲတွေလုပ်တယ် လုံရင်းနဲ့ပြတ်သွားတာတွေရှိတယ်လုံရင်းနဲ့ပြတ်သွားတာတွေရှိတော့လုံပြီးတော့အောင်မြင်မှုရတယ်ဆိုပြီးတော့သတင်းစာထဲမှာအကြီးအကျယ်ဓာတ်ပုံတွေတွဲရိုက်စားပွဲတွေလုပ်နောက်ပြီးတော့မှပြန်တိုက်ငင်းညမ်းလိုက်တိုက်လိုက်ငင်းညမ်းလိုက်ဒါမျိုးမဖြစ်စေချင်တခါတည်းကိုငင်းညမ်းသွားတဲ့အစင်မျိုးကိုရောက်ဖို့တော့ဟိုတေချာလေးလေးနဲ့နဲ့ဆွေးနွေးဖို့လိုတယ်တိုင်းပြည်မှာအစင်မြင့်တဲ့ညောင်းလုံမယ်ဆိုရင်တော့လက်နက်ကင်အဖွဲ့စီအားလုံးပါမှဖြစ်မှာပါဟိုအဖွဲ့ချန်ဒီအဖွဲ့ချန်လို့မရအောင်ပေါ့နော် နိုဝင်ဘာလ၈ရက်နေ့ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့အတွက်နိုင်ငံတော်သမ္မတကတိုက်တွန်းထားပါတယ်။တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ရဖို့အတွက်နိုင်ငံတော်သမ္မတနဲ့ညှိနှိုင်းဖို့တိုင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာဒီနေ့ဆိုရင်ရန်ကုန်မြို့ရောက်ရှိနေပြီဖြစ်ပါတယ်။စက်တင်ဘာလ9ရက်နေ့မှာနိုင်ငံတော်သမ္မတနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာနေပြည်တော်မှာတွေ့ဆုံကြမှာဖြစ်ပါတယ်။အဲဒီတွေ့ဆုံပွဲမှာတိုင်းသားတွေဘက်ကတောင်းဆိုချက်ကိုနိုင်ငံတော်သမ္မတအနေနဲ့အလေးထားပြီးလိုက်ရောပေးဖို့အရက်ဖက် ဖွဲ့စည်းတွေက တိုက်တွန်းပြောလိုက်ပါတယ်